မင်္ဂလာနနက်ခင်းပါစမ်းမချမ်းသာဘေးရန်ကင်းကွာဘုန်းတော်ထင်ရှားရာတနေ့တာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်နေတဝိုက်ပူချိန်ကတော့26ဒီဂရီရှိပြီးတော့မှ29ဒီဂရီရှိတယ်လို့ခန့်သားရရှိနိုင်ပါတယ်ဒေရုရေသွေးကပုံမှန်ဖြစ်ပါတယ်တနေ့တာလုံးတွဲနေရာနှံ့ပြားမိုးတချုံရွာနိုင်ပြီးမြင့်ဆုံးပူချိန်က29ဒီဂရီဖြစ်ပါတယ်နေ့စဉ်ဝိပြုခြင်းလင်းပြဇွန်လ2ရက် ုတ်ထူးနေ့2025ယုံကြည်ခြင်းမှု၌စင်ကြယ်စေခြင်းကဒီကချက်တိတုဩဝါဒစာမခွန်အားယူစရာများအပိုင်း3ဖက်ရံကျမ်းချက်တိတုဩဝါဒစာခန်းကြီး1ခန်းငယ်30မှ36အကြောင်းမူကားနားမထောင်ဘဲချီးနီးသောစကားကိုပြော၍လက်ပြတ်တတ်သောသူအများရှိကြ၏ရေပြားလိချင်းကိုခံသောသူတို့တွင်လည်းအထူးသဖြင့်ရှိကြ၏သူတို့၏နှုတ်ကိုပိတ်ရမည် သူတို့သည်မစင်ကြယ်သောစီးပွားကိုတတ်မဲ့လျက်မပေးအပ်သောဩဝါဒကိုပေး၍တိမ်တောင်လုံးကိုမှောက်လင်တတ်ကြ၏သူတို့ပါဝင် မျိုးသားချင်းပရောဖက်ဆရာတယောက်ကကရက်တာမြေမှုသာဆွဲလဲတာရဲ့ကြံကြုတ်စာကျူးတုတ်တုတ်လူရုပ်ပေဟုဆက်ဆိုသည်ဤသက်တည်မှန်၏ထို့ကြောင့်သူတို့သည်ယူဒထန်နာဤစကားကို၎င်းတမန်တရားကိုစွန့်သောသူတို့ဤပညာတို့ကို၎င်းမှုမထားဘဲ ယုံကြည်ခြင်းမှု၌စင်ကြယ်စေခြင်းကသူတို့ကိုစက်တီးစွာ ဆုံးမပြစ်တင်တော်စင်ကြယ်သော သူတို့အားခတ်သိမ်းသောအရာတို့သည် စင်ကြယ်လျက်ရှိကြ၏မစင်ကြယ်မယုံကြည်သောသူတို့အားအဘယ်အရာမျှမစင်ကြယ်သူတို့၏နှလုံးလည်းမစင်ကြယ်ကိုကိုကိုတိသောစိတ်လည်းမစင်ကြယ်သူတို့သည်ဖျားသခင်ကိုတိအောင်ဆောင်တော်လဲအကျင့်အားဖြင့်ဖျားသခင်ကိုငင်းပယ်ကြ၏ဆက်ဆုပ်ယွန်ရှာပွေသောသူတို့ နားမထောင်တော့သူ ကောင်းသောအမှုတစ်ခုကိုများတူးတက်သောဉာဏ်မရှိသောသူ ဖြစ်ကြ၏တမန်တော်ဝိတုခန်းကြီး15ခန်းငယ်ကိုယုံကြည်ခြင်းအပြင်လေသူတို့ဤစိတ်နှလုံးကိုစင်ကြယ်စေခြင်းကငါတို့ကိုခြားနားစေတော်မူခရစ်တီကျွန်းမှာကြံခဲ့တဲ့သူရဲ့လှုပ်ပေါ်ဆောင်ပဲတီတူကိုတဲအုပ်စရာတွေကိုခန့်အပ်တဲ့အခါမှာတကယ်ကို လိုအပ်တဲ့အရေးချင်းတွေကို ရှင်ပေါလုဖော်ပြပြီးတဲ့နောက်မှာ ။ဘာကြောင့်အဲ့လိုမျိုးအရေးချင်းရှိတဲ့ခေါင်းဆောင်တွေကိုပဲခန့်အပ်ဖို့လိုလဲဆိုတဲ့အကြောင်းပြချက်ကိုဆက်လက်ရှင်းလင်းပါရစေ။တကယ်တမ်းဘုရားသခင်ရဲ့စကားကိုနားထောင်လိုက်လျှောက်ခြင်းမရှိဘူးကိုယ်သက်တာကိုလည်းချီးနီးသောစကားကိုပြောပြီးတော့မှလှည့်ပြတတ်တဲ့သူတွေရှိတယ်။သူတို့ဘုရားစကားကိုနားထောင်နာခံခြင်းမရှိတဲ့အတွက်သူပြောတဲ့စကားတွေဟာလည်းအချီးနီးဖြစ်ပြီးတော့မှပြဿနာတွေကြီးပဲဖြစ်နေတယ်။သူတို့ပြောတဲ့စကားတွေမှာကိုယ်ကိုယ်ကိုပဲမွန်တင်တာတွေ သူတစ်ပါးကိုပြစ်တင်တာတွေနဲ့ပြည်နေတယ်။ဖျားစကားတွေနဲ့နဲ့တဲ့နှုတ်ကပတ်တော်တွေကလည်းစီးစင်းလာတာမဟုတ်ဘူး။သူတို့စကားကိုနားထောင်ခြင်းအပြင်လည်းဖျားခင်နဲ့နီးကပ်သွားတာမျိုးမရှိတဲ့သူတွေရှိနေတယ်။အဲ့လိုမျိုးကရတီကျွန်းမှာရှိနေတယ်လို့ဒီကနေ့ကျွန်တော်ပတ်ဝန်းကျင်မှာလည်းရှိနေတယ်။ရှင်ပေါ်သူတို့လက်ထက်မှာတော့အရိခေမှာအဲ့လိုလူတွေဟာ ရေပြားလီးပြီးတော့မှသာဝရဖျားကိုကိုးကွယ်တဲ့ယူရလူတွေတဲတဲမှာပဲတချို့ရှိနေသေးတယ်။သူတို့ဟာ ခရိယန်ဖြစ်လာပေမဲ့ ခရစ်တော်ရဲ့ကယ်တင်ရှင်တရားကိုယုံကြည်လက်ခံတာတဲ့ပြည့်ညတ်တရားကိုပဲလိုက်လျှောက်ပြီးတော့မှသူများကိုလည်းတိုက်တွန်းသွေးဆောင်နေတဲ့သူတွေဖြစ်တယ်။သခင်ယေရှုခရစ်ရဲ့တည်ခြင်းမှရှင်ပြန်ထမြောက်ခြင်းကိုယုံကြည်ပြီးတော့မှသာဝရသက်ရတာတဲ့ပြည့်ညတ်တော်တွေကိုလိုက်လျှောက်မှသာဝရသက်နဲ့ပြည့်စုံမယ်လို့ပြောတဲ့သူတွေဖြစ်တယ်။အဲဒီလိုမျိုးလူတွေအတွက်တီတူလှုပ်ဆောင်ရမှာကတော့သူတို့ပါဇက်ကိုပိတ်ဖို့ပဲဖြစ်တယ်လို့ရှင်ဘောလူတွင်တင်ပါတယ်။စကားပြောဖို့ခွင့်ကိုမပေးဖို့ရင်ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့သူတို့ကိုယ်တိုင်ကမစင်ကြဲတဲ့စီးပွားကိုတတ်မှတ်တဲ့အပေးအပ်တဲ့ဩဝါဒကိုပေးပြီးတော့မှတိမ်အောင်လုံးနဲ့အတိုင်းဝိုင်းတစ်ခုလုံးကိုမှောက်လင်တတ်ကြတယ်။သူတို့တွေရဲ့မယိုးသားတဲ့မစင်ကြဲတဲ့ဩဝါဒတွေကလည်းသူတို့ရဲ့မစင်ကြဲတဲ့စီးပွားရေးအကျိုးမြတ်ရဖို့ပဲဖြစ်တယ်။သူတို့တွေပေးနေတဲ့မစင်ကြဲတဲ့ဩဝါဒတွေအပေးအပ်တဲ့ဩဝါဒတွေကိုဒါစီဖို့ခွင့်မပြုဖို့တီတူကိုရှင်ဘောလူတွင်တင်ထားခဲ့ပါဗျ။ ရီကရီတီကျွန်းတွေကပရောဖက်တယောက်ကပဲသူတို့ချင်းချင်းကို ပြန်လဲရည်ညွှန်းရေးသားထားတာကကရက်သားမြေမှုသားဆွဲလန်တာရဲချင်းချုပ်စာကျူးတုတ်တုတ်လူရုပ်ပေသည်လို့ဆက်ဆိုထားခဲ့တယ်။အဲဒါကြောင့်အဲ့လိုလူမျိုးတွေများနေတဲ့ကြားထဲမှာတီတူသည်အထူးသတိပြုပြီးတော့မှသက်ရှင်နေထိုင်ဖို့လိုအပ်လာရင် တားဆီးပိတ်ပင်ဖို့တာဝန်ရှိတယ်။အဲ့တော့သူတို့တွေသည်ယူရရဲ့ဒနာယီကိုစွန့်ပယ်ဖို့ ။မာတရားတိုင်းမလိုက်လျှောက်တဲ့ပြညတ်တွေကို ထုတ်တဲ့သူတွေကိုတိရှိကြောခိုင်းလာဖို့ယုံကြည်ခြင်းမှုမှစင်ကြယ်စေဖို့သူတို့ကိုစက်တီးစွာ ဆုံးမပြစ်တင်ဖို့ရှင်ဘောလူတီတူကိုညွန်ကြားထားခဲ့ပါတယ်။ဆိုလိုတာကဒီလိုယုံကြည်ခြင်းကိုလွဲမှားစေတဲ့ကိစ္စတွေဟာပေါ်ပေါ်တန်တန်ထားရမယ့်ကိစ္စမဟုတ်ဘူး။ဘရုနဲ့တူတူ နောက်လိုက်တွေအများကြီးဟာယုံကြည်ခြင်းလွဲမှားပြီးတော့စစ်မှန်တဲ့သာဝရတက်ကနေလွဲချော်နိုင်တဲ့အတွက်သူတို့ကိုစက်တီးစွာ ဆုံးမပြစ်တင်ရမယ်။ တို့ကိုယ်တိုင်ကလည်းနောင်တရပြီးတော့မှပြန်လှည့်လာဖို့လိုတယ်။စင်ကြယ်ပြီးသားသူတွေကတော့ငကိုယ်တဲကစင်ကြယ်လည်းရှိတယ်။မစင်ကြယ်တဲ့သူတွေမယုံကြည်တဲ့သူတွေကတော့ငကိုယ်တဲကသူတို့နှလုံးသားကမစင်ကြယ်ဘူး။သူတို့ရဲ့အတွင်းစိတ်ကလည်းမစင်ကြယ်တာမျိုးတွေဖြစ်တယ်။သူတို့ဟာဖျားသခင်ကိုသိအောင်ဆောင်ပေးမယ်။သူတို့ရဲ့အကျင့်အာပြင်ကြီးလိုက်ပြီးဆိုရင်ဖျားသခင်ကိုညှင်းပယ်ကြတယ်။ဆက်စုပ်ယွန်ရှာပွဲကောင်းတဲ့သူတွေရှိတယ် ်နားမထောင်တဲ့သူ ကောင်းတဲ့အရာတစ်စုံတစ်ခုကိုမှမလုပ်တတ်တဲ့သူတွေရှိကြတယ်အဲ့တော့အဲ့ဒီမျိုးလူတွေကိုစက်တီးစွာ ဆုံးမပြစ်တင်ပြီးတော့မှတွင်တင်ဖို့ရန်ဖြစ်ပါတယ်။ဆက်လက်စုတောင်းကြပါစို့။မြတ်တော်ရှင်သခင်သာရမြတ်စွာသောဘုရားသခင်ဒီမနေ့ခင်တဲ့အတွက်ကိုရော့ကိုယေရှုတင်ပါတယ်။ဆက်လက်ပြီးတော့မှကိုရော့ရှင်တွင်တင်ပြင်ဆင်ခွန်အားပေးပါ။ဒီနေ့တာလုံးကိုကိုရော့ရှင် ကောင်းကြီးပေးပါ။ဒီနေ့မနေ့ဒါမျိုးကိုခွန်အားပေးခြင်းအပြင်ဒီနေ့တာလုံး ကျမ်းမာပျော်ရွှင်စွာနဲ့တွင်လူပြင်လူခိုင်ခဲ့မြန်းမြန်စွာနဲ့ဆက်ရှင်နေထိုင်ပြီးဘုရားသခင်ခိုင်းတဲ့နေရာဘုရားသခင်လှုပ်ဆီခြင်းနဲ့ຢာတွေကိုလှုပ်ဆောင်ပြီးဘုံတော်တင်ရှားစေတဲ့သူတွေနိုင်ငံတော်တည်ထောင်တဲ့သူတွေဖြစ်စေပါမတရားဖန်ဆီးချုံနှောင်ခံနေတဲ့သူတွေမတရားသဖြင့်အနိုင်ကျင့်ခံသူတွေအားလုံးဘုကရရှင်ကောင်းကြီးပေးပါလွတ်မြောက်စေတော်မူပါသူတို့နဲ့တူတူမြတ်ပြည်တစ်ခုလုံးကိုလည်းလွတ်မြောက်စေတော်မူပါ စစ်ပေးဆောင်များကိုရရှင် NDA ကင်းလုံခြုံစေဖို့လုံလောက်တဲ့စာဝန်တွေရိတ်ခါချမ်းမာရေးဝန်ဆောင်မှုတွေရရှိစေဖို့ကောင်းကြီးပေးသလိုမြမပြည်ကြီးကိုလည်းရင်းဝှချင်းချမ်းသာလွတ်လပ်ခြင်းကိုမကြခင်ပေးပါမည်ကြောင်းသခင်ယေရှုခရစ်တော်ဖခင်နာမတော်မြတ်ကိုမြည်ပြုလေသနာခံဆုတောင်းကြပါရစေဗျာအာမင်